်ညီပါလေပြင်းရုပ်ဇံရဲ့ဇူလိုင်လ၁ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဝင်ကြီးချုပ်ပေထုံတန်းရှင်နာဝါထရာကိုဝင်ကြီးချုပ်တာဝန်များမှဆိုင်းငံ့ကြောင်းထုတ်ပြန်ဆိုရဲနောက်ဆုံးညနေခင်းသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါအပြင်2016ခုနှစ်မှ2020ပြည့်နှစ်အထိပို့ကုန်တင်ပို့ခဲ့ပြီးပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကြံရှိသည့်ကုမ္ပဏီ198ခုနဲ့ ်ကုမ္ပဏီ၏ဒိုက်တာဖွဲ့ဝင်များအားအမိမဲစင်းကျင်ညာဆွဲတဲ့ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသား200ကျော်ကိုတပတ်အတွင်းကော့တောင်းမြို့သို့ပြန်ပို့ဆွဲတဲ့ဂျူဝင်တက်နယ်ပွဲမှာရီယဲတိုက်စစ်မှုအန်ပါပေပါဝင်ကစားပွဲရှိနေဆွဲတဲ့အစရှိသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဝန်ကြီးချုပ်ဝေထုံတန်ရှင်နာဝါထရာကိုဝန်ကြီးချုပ်တာဝန်များမှဆိုင်းငံ့ကြောင်ထုတ်ပြန်ဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ ကမ္ဘောဒီးယားနိုင်ငံနဲ့တန်တမာရေးဆိုင်ရာကရပ်ပဇဖြစ်ရမှာသူ့ရဲ့အပြုမူကိုစုံစမ်းစစ်ဆေးမှာဖြစ်တာကြောင့်ဇူလိုင်၁ရက်မှဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝါထွာကိုဆိုင်းငံ့လိုက်ပါတယ်အများစုထောက်ခံမဲ9မဲကန့်ကွက်မဲ9မဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကတရားရုံးရဲ့စီရင်ဆုံးဖြတ်ချက်မချမီအထက်တိုက်တန်းခံရသူကိုဝင်ကြီးချုပ်တာဝန်ဝင်တရားတွေကနေဆိုင်းငံ့ပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ပေထုံထန်ဟာကမ္ဘောဒီးယားနယ်ဖြစ်ပွားတဲ့နေဆက်အရေးမှာဝင်ကြီးချုပ်အဆင့်ကျင့်ဝတ်တွေကိုချိုးဖောက်တယ်လို့ဆိုပြီးကွန်ဆာဗေးတစ်အထက်လွှတ်တော်အမတ်အုပ်စုကတိုက်တန်းခဲ့ပြီးတဲ့နောက်ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဝင်ကြီးချုပ်ကိုရာထူးတာဝန်တွေဆိုင်းငံ့ကြောင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ပေထုံထန်ဟာ ကမ္ဘောဒီးယားနဲ့နေဆက်ဒေတာအငင်းပွားမှုကိုစီမံကင်တွယ်မှုညံဖျင်းကြောင်းဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသား200ကျော်ကိုတပတ်အတွင်းကော့တောင်းမြို့သို့ပြန်ပို့ဆွဲတဲ့တင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကမြန်မာနိုင်ငံသား200ကျော်ကိုတပတ်အတွင်းကော့တောင်းမြို့ကိုပြန်ပို့ခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံရန်နောင်ခရိုင်ရန်နောင်မြို့လူဝင်မှုကြီးကြပ်ရေးအချုပ်ဆောင်မှာထိမ့်သိမ်းထားရှိတဲ့ မြန်မာနိုင်ငံသားအမျိုးသား88ဦးအမျိုးသမီး9ဦးစုစုပေါင်း68ဦးကိုဇွန်လ30ရက်နေ့ကထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကော့တောင်းမြို့ကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံသားတွေဟာအကြောင်းအမျိုးမျိုးကြောင့်ထိုင်းနိုင်ငံရဲ့တည်ဆဲဥပဒေတွေကိုဖောက်ဖျက်ကျူးလွန်ပြီးပြစ်ဒဏ်ကြခံပြီးလူရဲစိတ်လွတ်မြောက်လာသူတွေဖြစ်တယ်လို့သိရပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသားတွေကိုနဝရက်အားကစားရုံကိုခေါ်ဆောင်ပြီးကိုဗစ် -19 ရောဂါပိုးကူးစက်ခံရမှုရှိမရှိစစ်ဆေးတာကာကွယ်ဆေးထိုးနှံပေးတာတွေကိုတောင်းရင်ရှိသူတွေကလှုံ့ဆော်ခဲ့ပြီးကိုရီးအချက်အလက်တွေရယူတာအမည်မဲစီးရင်မှာပါဝင်သူတွေနိုင်ငံသားတွေရောနောပါဝင်ခြင်းရှိမရှိ လူကုန်ကူးမှုနဲ့အလိုရှိသူတွေနဲ့လူကုန်ကူးခံရသူတွေတရားခံပြည်တွေပါဝင်လာခြင်းရှိမရှိစစ်ဆေးပြီးမှတ်ပုံတင်လက်ဝဲရှိသူတွေကိုစမတ်ကတ်ပြုလုပ်ပြီးတော့မှတ်ပုံတင်လုံးဝမပြုလုပ်ရသေးသူတွေကိုမှတ်ပုံတင်ပြုလုပ်နိုင်ဖို့ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။ ဒေသခံတွေကိုနေအိမ်တွေကိုပြန်ခွင့်ပေးခဲ့ပြီးဒေသခံမဟုတ်တဲ့သူတွေကိုနေရပြန်နိုင်အောင်စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံအနေနဲ့ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကမြန်မာနိုင်ငံသား132ဦးကိုပြန်ပို့ရာတပတ်အတွင်း229ဦးပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့2016ခုနှစ်မှ2020ပြည့်နှစ်အထိပို့ကုန်တင်ပို့ခဲ့ပြီးပို့ကုန်ရောင်းဝယ်ပြန်လည်ဝင်ရောက်ရန်ကြံရှိသည့်ကုမ္ပဏီ169ခုနဲ့ ၎င်း၏ဒါရိုက်တာအဖွဲ့ဝင်များအားအမည်မဲစင်းကျင်ညာဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။2016ခုနှစ်ကနေ2020ပြည့်နှစ်အထိပို့ကုန်တင်ပို့ခဲ့ပြီးပို့ကုန်ရောင်းဝယ်ပြန်လည်ဝင်ရောက်ဖို့ကြံရှိခဲ့တဲ့ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကိုအမည်မဲစင်းကျင်ညာကြောင်းဗဟိုဘဏ်ကဇွန်30ရက်မှာထုတ်ပြန်ပါတယ်။ 2016ခုနှစ်ကနေ2020ပြည့်နှစ်အတွင်းပို့ကုန်တင်ပို့ခဲ့တဲ့ပို့ကုန်လုပ်ငန်းရှင်တွေဟာပို့ကုန်ရငွေတွေကိုသတ်မှတ်ကာလအတွင်း၎င်းရဲ့ဘဏ်ငွေစည်းရင်းကိုနိုင်ငံခြား၃ငွေနဲ့မပြတ်မကွက်ပြန်လည်ထည့်သွင်းစေရေးအတွက် ကုံသွယ်မှုနှင့်ကုံစီစည်းစိမ်မှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီစီမံကိန်းနှင့်ဗန်ဒိုင်းဝင်ကြီးဌာနရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစည်းဝါးဆက်သွယ်ရေးဝင်ကြီးဌာနစီဝိုင်းနှင့်ကုသန်းရဝယ်ရေးဝင်ကြီးဌာနမြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်တွေပူးပေါင်းပြီးဆက်သွယ်ခေါ်ယူစည်းရင်းရှင်းလင်းခဲ့ပြီးတဲ့နောက်စည်းရင်းရှင်းလင်းခြင်းမရှိတဲ့ကုမ္ပဏီတွေကိုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းတာကိုဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ 2025ခုနှစ်ဇွန်23ရက်စီစစ်ချက်အရ2026ခုနှစ်ကနေ2020ပြည့်နှစ်အတွင်းပို့ကုန်တင်ပို့ခဲ့ပြီးပို့ကုန်ရောင်းဝယ်ပြန်လည်ဝင်ရောက်ဖို့ကြံရှိတဲ့ကုမ္ပဏီ198ခုဟာနိုင်ငံသားသုံးဝေးစီမံခန့်ခွဲမှုဥပဒေစည်းမျဉ်အမိတ်ကြော်ညာစာတို့ပါသတ်မှတ်ချက်တွေကိုလိုင်းနာခြင်းမရှိတာကြောင့်ကုမ္ပဏီနဲ့ကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကိုအမြင်မဲ့စည်းရင်ထည့်သွင်းကြောင်းဗဟိုဘဏ်ကကြေညာထားပါတယ်။နောက်ထပ်တင်ပြပုံအနေနဲ့ဂျူဝင်တက်ပွဲမှာ ရီယယ်တိုက်စစ်မှုအမ်ဘာပေပါဝင်ကစားပွဲရှိနေဆိုတဲ့ဇာတ်ကိုတင်ဆက်ပေးပါမယ်။ရီယယ်မက်ထရစ်တိုက်စစ်မှုအမ်ဘာပေဟာကလပ်ကဘာဖလားပြိုင်ပွဲ၁၆သင်းအဆင့်ဂျူဗင်တက်နဲ့ပွဲမှာပြိုင်ပွဲပွဲဥရပါဝင်ကစားပွဲရှိနေပါတယ်။ရီယယ်နီးပြရှာပြီးအလွန်ဆိုကလည်းအမ်ဘာပေကစားနိုင်ခြင်းအမြောက်များရှိတယ်လို့ဖွင့်ရခဲ့ပါတယ်။၂၆နှစ်အရွယ်အမ်ဘာပေဟာအစာအိမ်အောက်လို့ရီယက်အသင်းရဲ့အုပ်စုပွဲ၃ပွဲစလုံးလွှဲချော်ခဲ့ရပါတယ်။ ကိုင်လီယန်ကအခုတော်လေးကောင်းနေပါပြီကျွန်တော်တို့နေ့တိုင်းစကားပြောကြပါတယ်နောက်ဆုံးဆုံးဖြတ်ချက်ချမှတ်မနက်မှာကျွန်တော်တို့သူနဲ့စကားပြောမှာပါမနက်ဖြန်မှာကလန့်ကမဖလားပွဲဦးထွက်ဖို့သူ့မှာဖြစ်နိုင်ခြေကြီးကြီးမားမားရှိပါတယ်ဘလောက်လဲတော့ကျွန်တော်မသိပါဘူးဒါပေမဲ့ဖြစ်နိုင်ခြေမြန်မာပါတယ်လို့အလွန်ဆိုကပြောပါတယ်ဒါပြင်အလွန်ဆိုကရီရဲ့အသင်းဟာတောင်းဆိုမှုမြန်မာပြီးဘိုးဆွဲမှုကိုညှဉ်းနှင်ထားကြတယ်လို့လည်းမှတ်ချက်ပြုခဲ့ပါတယ်အလွန်ဆိုဟာရီရဲ့အသင်းကိုဂိုင်တွေ့တာတလားတော့မပြည့်သေးပဲရှိနေပါတယ်11ရုပ်တံရဲ့ဆွန်လိုင်းတရက်နေ့ ညနေခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးကြတာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။